မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးဖို့ရထားတဲ့အကြောင်းအရာလေးစီးပွားရေးလောကမှာတော်တော်လေးစိတ်ဝင်စားစရာကောင်းပါရဲ့ဟုတ်ကဲ့ပါခင်ဗျာတချို့ကုမ္ပဏီတွေကပြိုင်ဆိုင်မှုပြင်းထန်ပြီးအကျိုးအမြတ်နှဲပါလာတဲ့ဈေးကွက်တွေထဲမှာယုံကန်နေရချိန်မှာပေါ့ဟုတ်ပါတယ်အကြိုက်ရိုက်နေချိန်မှာပေါ့ဟုတ်ကဲ့တချို့ကုမ္ပဏီတွေကကြတော့ပြိုင်ဆိုင်မှုလုံးဝမရှိတဲ့လောက်ဖြစ်တဲ့ဈေးကွက်အစ်စ်တွေကိုဘလို့များဖန်တီးနိုင်ကြတယ်လဲဆိုတာပါအင်းအဲ့ဒါကအရေးကြီးတယ်မေခုံးပဲ ဒီနေ့လေးလာသုံးသပ်မယ့်အရေးမြတ်တွေ Blue Ocean Strategy စာအုပ်တို့တခြား YouTube မှတ်တမ်းတို့ကအဲ့ဒီအချက်ကိုအဓိကခောက်ပြထားတာခင်ဗျပင်လယ်နီလို့ခေါ်တဲ့ပြိုင်းဆိုင်မှုပြင်းထန်တဲ့ဈေးကွက်တွေကနေရုံးထွက်ဖို့ပေါ့ဟုတ်ကဲ့ပြီးတော့ပင်လယ်ပြားလို့တင်စားတဲ့ပြိုင်းဆိုင်မှုမရှိတဲ့ဈေးကွက်အစ်တတွေဖန်တီးနိုင်မယ့်နိလန်တွေကိုဖော်ပြထားပါတယ်ဒီဆွေးနွေးမှုရဲ့အရေးရွယ်ချက်ကတော့ဒီအရေးမြတ်တဲ့ထဲကအတိကအချက်လက်တွေထိုးထွင်းတိမိမှုတွေကိုထုတ်နှုတ်ပြီးတော့လေ ပြိုင်ဆိုင်မှုကိုဘေးဖက်ထားပြီးဈေးကွက်အသစ်ဖော်ထုတ်နိုင်မဲ့နည်းပြအကြောင်းနားလည်အောင်လုပ်ဖို့ပါပဲရှင်။ဟုတ်ကဲ့ခင်ဗျာ။ကဲဒါကိုအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်။ပထမဆုံးပင်လယ်နီးနဲ့ပင်လယ်ပြားဆိုတာဘာလဲဆိုတာလေ့ရှင်းပြပါအောင်ရှင်။ဟုတ်ကဲ့ပင်လယ်နီးဆိုတာကလက်ရှိတည်ရှိနေတဲ့လုပ်ငန်းနယ်ပယ်အလုံးကိုကိုစားပြုပါရခင်ဗျာ။อืมချိပ်ပြီးသားဈေးကွက်တည်ပေါ့။ဟုတ်ပါတယ်။ဒီမှာတော့လုပ်ငန်းနယ်ပယ်ရဲ့နယ်နီးမိတ်တွေကသတ်မှတ်ပြီးသား ပြန်ဆိုင်မှုစီမင်းတွေကိုလူတိုင်းသိကြတယ်။ကုမ္ပဏီတွေက ပြိုင်ဘက်တွေကိုအနိုင်ယူဖို့ကြိုးစားရင်းဈေးကွက်ဝေစုပိုရအောင်လေ့ကြတယ်။အပြိုင်ဆိုင်ပေါ့နော်။အပြိုင်ဆိုင်ပေါ့ပြိုင်ဆိုင်မှုပြင်းထန်လာတာနဲ့အမျှဈေးကွက်ကသွေးရောင်လွှမ်းလာတာ။အဲ့ဒါကြောင့်ပင်လယ်နီးလို့ပြောတာ။အကျိုးအမြတ်နဲ့တူတက်မှုအလားအားလေကျဆင်းလာတာ။ကုန်ပစ္စည်းတွေကလည်းတုန်ကြီးလို့နှိပါချလာပြီးတော့အင်းဈေးနှုန်းနဲ့ပဲအဓိကပြိုင်ဆိုင်လာကြတယ်။ ဟုတ်ကဲ့ဒါဆိုပင်လေပြားကတော့ဘလို့กว่าချားလဲရှင်ပင်လေပြားကတော့ဒီနေ့ခေတ်မှာမရှိသေးတဲ့လုပ်ငန်းတွေပဲတဲ့ပြိုင်ဆိုင်မှုမရှိတဲ့ဈေးကွက်အသစ်တွေကိုဆိုလိုတာခမရဈေးကွက်စဖန်တီတာမျိုးဟုတ်ပါတယ်ဒီမှာတော့ပြိုင်ဆိုင်မှုစီးမြင်တယ်မတမတ်ရတဲ့ဦးလေပင်လေပြားတွေကဝယ်လွားအသစ်ဖန်တီခြင်းနဲ့အကျိုးအမြတ်များတဲ့တိုးတက်မှုအခွင့်အလမ်းတွေပိန်းနိုင်ခြင်းတို့နဲ့ပတ်သက်တယ်ပင်လေပြားရဲ့အဓိကရည်မှန်းချက်ကပြိုင်ဆိုင်မှုကိုအနိုင်ယူဖို့မဟုတ်ဘူးအေးအေးဝန်စားစရာပဲ ဟုတ်တယ်ပြိုင်ဆိုင်မှုကိုအရေးမပေါအောင် irrelevant လုပ်ပစ်ဖို့ပဲခမညာပြိုင်ဆိုင်မှုကိုအရေးမပေါအောင်လုပ်တယ်ဆိုတာတကယ်စိတ်ဝင်လာဖို့ကောင်းတယ်ရှင်အဲ့ဒါကိုဘယ်လိုလုပ်ကြရသလဲအရင်အမြင့်ဒီမှာအဓိကမောင်းနေအားကိုတန်ဖိုးစံသတိထွင်မှု value innovation လို့ပြောထားတယ်နော်ဟုတ်ပါတယ် value innovation ဒါကပင်လယ်ပြင်နီးဗျူဟာရဲ့အုတ်မြစ်ပဲခမညာဒါကပြိုင်ဘက်ကိုအနိုင်ယူဖို့အာယုံစိုက်မဲ့အစားဝယ်ယူသူတွေနဲ့ company ကိုယ်တိုင်အတွက် တန်ဖိုးကိုခုန်ပြန်ကြော်လွားတိုးတက်အောင်ဖန်တီးပြီးတော့ပြန်ဆိုင်မှုကိုအရေးမပါအောင် လုပ်တာကိုဆိုလိုတယ်။อืมဒီလိုနီးနဲ့ပြန်ဆိုင်မှုမရှိတဲ့ဈေးကွက်အတွက်ကိုဖော်ထုတ်နိုင်တယ်။ဆိုလိုတာကတန်ဖိုး value your sanctity twin မှု innovation your နှစ်ခုလုံးကိုအလီးပေးရမယ်ပေါ့နော်။တိတိကျကျပြောရင်အဲ့လိုပါခင်ဗျာ။တန်ဖိုးကိုပဲအာယုံဆိုင်ရန်တိုးတက်မှုကနည်းနည်းပဲရှိနိုင်တယ်။ဟုတ်ကဲ့။ဈေးကွက်ကိုမပေါက်ရောက်နိုင်ဘူး။ value innovation က ဝယ်ယူသူရဲ့အတုံးဝင်မှု utility နဲ့စေနှုန်း price ကိုတိုမြင့်ပေးတယ်လို့ company ရဲ့ကုန်ကျစရိတ် cost ဖိစေစုံကိုလည်း short ချပေးတယ်ဟုတ်ကဲ့နှုတ်ဦးနှဖတ်ရိုးရှိတာပေါ့ဟုတ်တယ်ဒါကြောင့်ဝယ်သူရော company ပါတန်ဖိုးခုန်တက်သွားစေတယ်ဒါဟာ company ရဲ့အတုံးဝင်မှုစေနှုန်းကုန်ကျစရိတ်ဆိုင်ရာလုတ်ဆောင်ချက်တွေအားလုံးကိုစနစ်တကျချိန်ညှိမှ alignment လုပ်မှာ ရနိုင်တဲ့အရာပါ Cirque du Soleil ဥပမာလေးပြန်ကောက်ပြပါအောင်ရှင်သူတို့က differentiation နဲ့ low cost ကိုတပြိုင်နက်တည်းဘယ်လိုလုပ်သွားတာလဲဆိုတာလေဟုတ်ကဲ့ Cirque du Soleil ကစံပြိုလုပ်တဲ့ဥပမာပဲသူတို့ကရိုးရာဆက်ကပွဲတွေရဲ့အကွန်အကျများတဲ့တေးချံပြခွက်တွေနာမည်ကြီးလူပြတ်တွေငားတာတွေကိုဖယ်ရှားလိုက်တယ် eliminate အင်းကုန်ကြဆဲများတာအပိုင်းလေးပေါ့ဟုတ်ပါတယ် တချိန်တည်းမှာပြည့်စက်ရဲ့အနုပညာများမှုဇလန်ဇက်ကွက်ဂီတာစတာတွေကိုပေါင်းထည့်လိုက်တယ် create ဒီလိုနီးနဲ့ကုန်ကျစရိတ်ကိုတိတိတတ်တ short ချနိုင်ခဲ့သလို low cost ဟုတ်ကဲ့စက္ကန့်နဲ့ပြည့်စက်နှမျိုးလုံးရဲ့အကောင်းဆုံးအပိုင်းတွေကိုပေါင်းဆက်ပြီးလုံးဝကွဲပြားတဲ့ဖြောဖြေးမှုအတွေ့ယုံသစ် differentiation ကိုဖန်တီးနိုင်ခဲ့တယ်ဒါကြောင့် limit ဈေးကိုလည်းပုံမိမိတောင်းနိုင်ခဲ့တယ်နော်မှန်ပါတယ်လမဆေးကိုလည်းပြဆက်ဈေးနီးပါတတ်မှတ်ပြီးလူကြီးဖောက်တဲ့အများစုကိုဆွဲဆောင်နိုင်ခဲ့တယ်။ကလေးဈေးခွက်ကနေ လူကြီးဆေးဝယ်ကိုပြောင်းသွားတာဒီလိုတမိုးစန်တစ်တီထွန်းမှုကိုဘလို့စနစ်တကျလုံးဆောင်နိုင်မလဲရှင်အရင်မြေတီထဲမှာကိရိယာတွေမူပေါင်းတွေအချောင်းပြောထားတယ်နော်ဟုတ်ကဲ့အဓိကကိရိယာနှစ်ခုရှိပါလေခင်ဗျာ strategy canvas နီးပြဖို့ပုံကျမ်းနဲ့ four actions framework လုံးဆောင်ကြလေးခုမူပေါင်းပါ strategy canvas ဆိုတာဘာလဲရှင် strategy canvas ကလုံငန်းနယ်ပယ်တစ်ခုရဲ့လက်ရှိအခြေအနေကိုပုံဖော်ပြတဲ့ယောဂရှာဖွေရင်းနဲ့လုံးဆောင်ချက်မူပေါင်းတစ်ခုပါ အလျားလိုက်ဝင်ယုံမှာ လုံငတ်နယ်ပယ်တွင် ပြိုင်ဆိုင်မှုနှင့်ရင်းနှီးပြုံမှုမှုရဲ့အဓိကအချက်တွေ factors of competition ကိုပြရတယ်။ဥပမာဝိုင်းဆိုရင်ဈေးနှုန်းဂုံးပုတ်စသဖြင့်ပေါ့။ဟုတ်ကဲ့။ downline ဝင်ရောက်မှာတော့ဝေယူတွေကအဲ့ဒီအချက်တစ်ခုချင်းစီကိုရရှိတဲ့တန်ဖိုးအဆင့် offering level ကိုပြရတယ်။ company တစ်ခုရဲ့လက်ရှိ need view ဟာ profile strategic profile ဒါမှမဟုတ် value curve တန်ဖိုးမြင့်ကွေး ိုဒီပုံကျမ်းပေါ်မှာဆွဲပြနိုင်တယ်။ကိုဟာတော့ပြိုင်ဘက်တည်းကတော့ဆွဲကြည့်လိုက်ရှင်းသွားတာပေါ့နော်။ဟုတ်ပါတယ်။ဒါကကုမ္ပဏီရဲ့လက်ရှိအနေအထားနဲ့ပြိုင်ဘက်တည်းရဲ့အနေအထားကိုရှင်းရှင်းလင်းလင်းမြင်စေပြီးအနာဂတ်နည်းပြဟာချမှတ်ဖို့ကူညီတယ်။ Value Curve ကနေဘာတွေသိနိုင်တယ်လဲရှင်း။အမှုရှိတဲ့ဆောင်းပုတ်။ဥပမာလေးနဲ့ဆိုရင်ကောရှင်း။ဟုတ်ကဲ့။ Software လေကြောင်းလိုင်းဆိုရင်ပေါ်ရွေးတဲ့ဝန်ဆောင်မှုမြန်ဆမှုနဲ့မကြာခဏပြန်တန်းတဲ့ point to point keys in ၃ခုကိုပဲအဓိကအယူဆိုင်တယ် focus တယ်သူတို့ရဲ့ value curve ကတခြားလေကြောင်း line တွေနဲ့လုံးဝကွဲထွက်နေတယ် divergence ဟုတ်ကဲ့သူတို့ရဲ့ sound book ကလည်းလေယောင်းရဲ့အမြန်နှုန်းကိုကားခနှုန်းထားနဲ့လိုအပ်တဲ့အချိန်တိုင်းဆိုတာမျိုးဖြစ်နိုင်တယ် compelling tagline ရှင်းလင်းပြီးဆွဲဆောင်မှုရှိတာပေါ့ဟုတ်ပါပြီနောက် တစ်ခုက four actions framework နော်လှုပ်ဆောင်ချက်၄ခုမူပေါင်းအဲ့ဒါလေးကိုလည်းရှင်းပြပါဦးဟုတ်ကဲ့ four action framework ကလက်ရှိလုပ်ငန်းနယ်ပယ်ရဲ့တံပိုးကုန်ကြစိတ်အပေးယူ value cost trade off ကိုချိုးဖြတ်ပြီး value curve အသစ်တစ်ခုဖန်တီးဖို့ကူညီတဲ့မိကုံး၄ခုပါခင်ဗျပထမတစ်ခုက eliminate ဖယ်ရှားခြင်းလုံဝန်နယ်ပယ်မှာနှပေါင်းများစွာပြိုင်ဆိုင်လာခဲ့တဲ့ဘဲအချက်တွေကိုဖယ်ရှားတင်းတယ်လေမလို့အဲ့ဒေါ်လာတွေဖယ်ထုတ်တော့ကောဟုတ်ပါတယ်ဒုတိယက reduce ရှော့ချခြင်းဘဲအချက်တွေကိုလုံငန်းနယ်ပယ်စံနှုန်းအောက်ရှော့ချတင်းတယ်လေတတိယက race မြင့်တင်ခြင်း ဘယ်အချက်တွေကိုလုပ်ငန်းနယ်ပယ်စံနှုန်းအထက်မြင့်တင်သင့်တယ်လဲဝယ်သူတကယ်လူချင်းတာကိုမြင့်တာဟုတ်ကဲ့နောက်ဆုံးက create ဖန်တီးခြင်းလုပ်ငန်းနယ်ပယ်မှာတခါမှမပေးဘူးတဲ့ဘယ်အချက်တွေကိုဖန်တီးသင့်တယ်လဲဒီမေးခွန်းလေးကစဉ်းစားစရာတွေအများကြီးပေးတာပဲเนาะရဲလို့ထင် why ဥမာတွေရှင်းပြပါအောင်ရှင့်သူတို့ဒီ framework ကိုဘလို့သုံးသွားလဲပေးတယ်ဝဟာရာဒီ why ရဲ့ဂုံပုံတက်တန်းစရာတွေကိုဖေရှား eliminate လိုက်တယ် ဝိုင်းနဲ့ပတ်သက်ပြီးခေါင်းရှုပ်စရာတွေပေါ့ဟုတ်တယ်ဈေးကွက်မင်းတင်မှု ဝိုင်းရဲ့ရှုပ်ထွေမှု အရာသာတူလောင်မှုလိုအပ်ချက်တွေကိုရှော့ချ reduce လိုက်တယ်တဖက်မှာဈေးနှုန်းကို premium wine တွေနဲ့လျှော့ပြီးတာမန်ဝိုင်းတွေနဲ့နည်းနည်းနှင့်တင် raise လိုက်တယ်ဟုတ်ကဲ့အစ်စ်ဖန်တီးလိုက်တာကောအစ်စ်ဖန်တီးလိုက်တာကတော့တောက်300လွယ်ကုန်မှုရွေးချယ်ရလွယ်ကုန်မှုနဲ့ပျော်ရွှင်မှုစွန့်စားမှုဆိုတဲ့အချက်တွေပဲသူတို့ကဘီယာနဲ့ cocktail လို့ အချိုရာသာနည်းနည်းပို့ပြီးတော့ရလွယ်တဲ့ဝိုင်းကိုဖန်တီးခဲ့တယ်။ရွေးရလဲလွဲသွားတာပေါ့နော်။ရှုပ်ရှုပ်ထွေးထွေးမစင်စားရတော့ဘူး။ဟုတ်ပါပဲ။ရွေးချယ်ရလွယ်အောင်ဝိုင်းအမျိုးအစားမာလက်ရှီရတ်စ်နဲ့တဆိတ်ကန်ဂရူးပုံပါတဲ့အယောင်တောက်တောက်ကိုပဲအဓိကထားပြသခဲ့တယ်။ဒါကြောင့်ဝိုင်းကို ပုံမှန်မတောက်တဲ့ဘီယာသမန်ကော့ကတေးလ်သမားတွေပါတောက်လာကြပြီးဈေးကွက်အစ်စ်ဖြစ်လာတယ်။ ဒါဆိုဈေးကွက်အတစ်တီကိုဘလို့စနစ်တကျအရှာဖွေဖော်ထုတ်နိုင်မလဲရှင်။အရင်မြင်တယ်မှာလမ်းချောက်တွယ်မူပေါင်းဆိုတာကိုဖော်ပြထားတယ်နော်။ဟုတ်ကဲ့မြာ6 parts framework ။ဒါကလက်ရှိပြိုင်ဆိုင်မှုနေနေမြင့်တီကိုပြန်လဲတည်ဆောက်မှုကျော်လွန်စဉ်းစားမှုစနစ်တကျရှာဖွေနိုင်တဲ့နည်းလမ်းတွေပါ။လမ်းချောက်တွယ်ရှိတယ်။ဟုတ်ကဲ့။တခုချင်းစီအချင်းချင်းပြောပြပေးပါလားရှင်။ပထမလမ်းကအခြားရွေးချယ်စရာလုပ်ငန်းနယ်ပယ်များ alternative industries ကိုကြည့်တာကိုလုပ်ငန်းနဲ့ပုံစံကွဲပေမဲ့လှုပ်ဆောင်ချက်တူတာဒါမှမဟုတ်ရည်ရွယ်ချက်တူတာတွေကိုကြည့်တာပေါ့ဥပမာ netjets ကပေါကလေးကဂျယ်လီနဲ့စီဝါအဖြစ်လေချောင်းပထမလမ်းကြားကကွက်လက်ကိုဖြည့်တာမျိုးဒုတိယလမ်းကကောဒုတိယလမ်းကလုပ်ငန်းနယ်ပယ်အတွေးရှိနိဗျူဟာ အုပ်စုများ strategic groups ကိုကြည့်တာလုပ်ငန်းတစ်ခုတည်းမှာပဲဈေးကြီးအုပ်စု ဇေတတအုပ်စုလိုမျိုးမတူတဲ့နိဗ္ဗူဟံတုံးတဲ့အုပ်စုတွေကြာကကွာဟချက်ကိုရှာတာကာစ်အမျိုးသမီးဖစ်နက်စ်ကဒီလမ်းကိုတုံးခဲ့တယ်တတိယလမ်းကဝေယူသူကွင်းဆက် chain of fires ကိုကြည်တာနော်ဝေသူတုံးသူဖလမ်မိုးသူစသဖြင့်ပေါ့ဟုတ်ပါတယ် part 3လုံငန်းများစုကအုပ်စုတစ်ခုကိုပဲအဓိကထားတတ်တယ်။အဲ့ဒီအာယုံဆိုင်မှုကိုပြောင်းလိုက်ရင်အခွင့်အလမ်းတွေ့နိုင်တယ်။ Novo Nordisk ကစီးချိုစီမှာဆရာဝန်ဒီအစာလူနာတွေကိုအဓိကထားပြီး Novo Pan တီထွင်ခဲ့တယ်။စိတ်ဝင်စားစရာပဲ။ Nordland တုံးဆွဲကကိုရှင်။ Stutterland Path Through ကအခြေခံထုတ်ကုန်နဲ့ဝန်ဆောင်မှုများကိုကြည်တာ။ကိုထုတ်ကုန်တန်ဖိုးကိုတက်ရောက်စေတဲ့တခြားအရာတွေဥပမာရုပ်ရှင်ရုံအတွက်ကားပါကင်လွယ်ကူမှုလိုမျိုးပေါ့။ Benjamin Land Path 5ကလုပ်ငန်းနေပြီကအလေးပေးနေကြလွတ်ဆောင်ချက် functional ဒါမှမဟုတ်စိတ်ခံစားမှု emotional ဆွဲဆောင်မှုကိုပြောင်းပြန်လည်စဉ်းစားကြည့်တာ QB house စပင်းရဆိုင်က functional ကိုအတောက်ပြေးထားတယ် Cmax က bilirubin ကို emotional ဆွဲဆောင်မှုထွက်လိုက်တယ်ဟုတ်ကဲ့နောက်ဆုံးစတ္ထမလန် path 6ကအချင်းကာလရေးစီကြောင်းများကိုကြည့်တာ အနာဂတ်ကိုပုံဖော်နိုင်တဲ့အရေးပါတဲ့လမ်းကြောင်းတွေပေါ်အခြေခံပြီးဖန်တီးတာ Apple ရဲ့ iTunes လိုမျိုးပေါ့ ဒီလမ်းချော့တွေကဈေးကွက်တရှာဖွေးဖို့တွေးခေါ်ပုံပြောင်းပေးနိုင်တာပဲကဲလမ်းကြောင်းလေးတွေးပြီး idea ရောက်ပြီဆိုရင်နီးပြို့ဟာကိုဘီလိုစိတ်ရေးဆွဲပြီးအကောင့်ထည့်ဖို့မလဲရှင်ဟုတ်ကဲ့အဲ့ဒီအတွက်အပိုင်း၄ပိုင်းရှိတယ်လို့အရင်မြစ်တွေကဆိုပါတယ်ခင်ဗျာပထမဆုံးက focus on the big picture not the numbers ကိင္ကရနေနဲ့နင်းမတွဘဲ strategy canvas သုံးပြီးရုပ်လုံးချေချေကြည့်ဖို့ခြုံငုံသုံးသက်တာပေါ့ဟုတ်ပါတယ်ဒုတိယက reach beyond existing demand လက်ရှိဖောက်သည်တွေအပြင် non customers ဖောက်သည်မဟုတ်သူများကိုပါဆွဲဆောင်ကိုစူးစမ်းရမယ်သူတို့ကိုဘယ်လိုကိုဖောက်သည်ဖြစ်အောင်လုပ်မလဲစဉ်းစားရမယ်ဟုတ်ကဲ့တတိယအချက်ကအစီအစဉ်တကျလုပ်ဆောင်ဖို့ get the strategic sequence right ဆိုတာနော်ဒါကအရေးကြီးဆုံးဖြစ်မယ်ထင်တယ်အရင်အရေးကြီးပါတယ်ခင်ဗျ idea တစ်ခုစီမဖြစ်အောင်မြင်ဖို့မှန်ကန်တဲ့အစီအစဉ်တိုင်းတွားရမယ်ပထမဆုံး exceptional utility ရှိရမယ်တုံးရတာအဆင်ပြေရမယ်ဟုတ်ကဲ့ဒုတိယက strategic pricing နည်းပြဟာမြောက်ဈေးနှုန်းလူအများစုလက်လန်းမြင်ရမယ်တတိယက target costing ပြမှတ်ကုန်ကျစရိတ်အဲ့ဒီဈေးမှာအမြတ်ရအောင်ထောက်နိုင်ရမယ်ကုန်ကျစရိတ်ကိုအရင်မစဉ်းစားဘဲဈေးနှုန်းကိုအရင်စဉ်းစားတာပေါ့ဟုတ်ပါတယ်နောက်ဆုံးက adoption လက်ခံကျင့်သုံးမှု idea တစ်ကိုဝန်တန်းတွေ make pet တွေအများပြည်သူစားတဲ့သက်ဆိုင်သူတွေ stakeholders ကလက်ခံအောင်လုပ်ရမယ်အတားအဆီးတွေကိုကျော်လွှားရမှာပေါ့ဟုတ်ကဲ့ကြောက်ရွံ့မှုတွေနားလည်မှုလွဲတာတွေကိုဖြေရှင်းရမယ် ဆက်သွေးကောင်းမှုလိုတယ်။နောက်ဆုံးအချက်ကအကောင့်ထဲဖို့မှု execution ကိုနီးပြောအားရေးဆွဲကြတဲ့ကထိတ်ထွင်းရမယ်ဆိုတာမျိုး execution into strategy ဒါပါကိုဆိုလိုတာလဲရှင်။ဒါကစီမံခန့်ခွဲမှုပိုင်းမှာနီးပြောအားကောင်းမယ်မယ်အကောင့်ထဲဖို့တဲ့နေရာမှာဝန်ထမ်းတွေကမယုံကြည်တာပူပေါင်းမဆောင်ရတာတွေဖြစ်တတ်တယ်။ဒါကို short short ပို့ fair process မြတ်တာတို့လုံခြုံရေးကိုတုံးရမယ်လို့ဆိုတယ်။ fair process ဆိုတာဘယ်လိုမျိုးလဲ။သူမအခြေခံ၃ခုရှိတယ်ခင်ဗျ။3 E's လို့ခေါ်တယ်။ engagement ပါဝင်စေခြင်းဆုံးဖြတ်ချက်ချရမှာတက်ဆိုင်သူတွေရဲ့အကြံဉာဏ်တောင်းခံတာ explanation ရှင်းလင်းတင်ပြခြင်းဆုံးဖြတ်ချက်ရဲ့နောက်ခွဲကအကြောင်းဖြစ်ချက်ကိုလူတိုင်းနားလည်အောင် ရှင်းပြတာ expectation clarity မြန်မာချက်ရှင်းလင်းခြင်းစီးမြင်အတိတ်တွေတာဝန်တွေကိုရှင်းရှင်းလင်းလင်းတတ်မှတ်တာอืมဒါကလူရဲ့ယုံကြည်မှုနဲ့ပူပေါင်းဆောင်ရွက်မှုကိုရရှိတာပေါ့နော်ဟုတ်ပါတယ်ဒီလိုလုပ်ခြင်းအားဖြင့်လူတွေရဲ့ညာနောက်ပိုင်းဆိုင်ရာနဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာအတိမပြည့်မှု intellectual and emotional recognition ကိုရရှိပြီးယုံကြည်မှု trust ကရီဂဝေ commitment နဲ့စေတနာအလျောက်ပူးပေါင်းဆောင်ရွက်မှု voluntary cooperation တွေတိုးပွားလာစေတယ်ဟုတ်ပါပြီပင်လယ်ပြားတို့ခုဖန်တီးပြီးရင်ရရှင်အဲ့ဒီတိုင်အမေတို့နေမှာလားတခြားသူတွေလိုက်မလို့နိုင်အောင်ဘလို့တားဆီးမလဲ um ပလယ်ပြားနီးဘူးဟာကိုတူပေါ်အတားအစီ barriers to imitation တော်တော်များများရှိပါတယ်ခင်ဗျာ value innovation move ကိုရန်က alignment လို့အတော့ ူဖို့မလွယ်ဘူး။ဟုတ်ကဲ့။ရိုးရာနေပြောဟာနဲ့ရှင်နားလည်ရခက်တဲ့အထက် cognitive barrier ရှိတယ်။အပွဲအစည်းတွေပြောင်းလဲမှုကြီးတွေလိုအပ်တယ်လို့ organizational barrier နဲ့ politics တူရှိတယ်။ the body shop လို့ brand image conflict ကြောင့်ပြိုင်ပွဲတွေ like မလုပ်ရတာရှိတယ်။တခြားအတားအစီတွေကကော။ဈေးကွက်ရွယ်စားကြောင့် natural monopoly ကုန်ကြစည်အားသာချက် economies of scale ကြောင့် network externalities ကြောင့်ဒါမှမဟုတ် patent လို့ဥပဒေအရအကာအကွယ်ကြောင့်တူဖို့ခက်ခဲနိုင်တယ်။ ဒါပေမဲ့အချိန်ကြာလာရင်တော့တူပိုတူတွေပေါ်လာမှာပဲနော်ဟုတ်ပါတယ်အဲ့ဒီခါပင်လယ်ပြာကတဖြည်းဖြည်းပင်လယ်နီးပြန်ဖြစ်လာနိုင်တယ်ဒါကြောင့်ကိုယ့်ရဲ့ value curve ကိုပြိုင်ဘက်ရဲ့ value curve တင်းနဲ့ယဉ်ပြီးမြင်ဆောင်ကြည့်နေရမယ်ဦးရေထူးခြားမှုပြောင်းနေပြီလားဆိုတာစစ်ဆေးနေရမှာပေါ့နော်ဟုတ်ပါတယ်တဖြည်းဖြည်းတူလာမီကွဲထက်မှုမရှိတော့ဘူးဆိုရင်နောက်ထပ်တန်ဖိုးဆန်းတဲ့တီထွင်မှုတို့ထပ်လို့ဖို့အချိန်တန်ပြီးဒါကို renewal အတိပြန်လဲပြူပြန်ချင်းလို့ခေါ်တယ်။ The Body Shop ကတာကိုမလုံနိုင်ခဲ့လို့ပင်လယ်နီထစ်ပြန်ရောက်သွားတယ်။ Yellow Tail ကလည်းစိန်ခေါ်မှုတွေရင်ဆိုင်နေရပြီ။အမြဲတမ်းစမ်းသပ်နေဖို့လိုတာပေါ့။မှန်ပါတယ်။ salesforce.com ကတော့ CRM ဈေးကွက်မှာ force.com, app exchange, chatter, certain dumbo sunday တီထွင်မှုတွေဆက်တိုက်လုပ်ပြီးပင်လယ်ပြားကိုထိမ့်တိုင်းထားနိုင်ခဲ့တဲ့ဥပမာကောင်းတစ်ခုပါ။ဟုတ်ကဲ့ဒီပင်လယ်ပြားဖန်တီးမှုပုံစံကိုတခြားလုပ်ငန်းတွေပဲဒီရဲ့တမိုင်းမှာရောတွေ့နိုင်လာရှင် အရင်မြေတွေထဲမှာအမေရိကန်ကလုပ်ငန်းကြီး၃ခုရဲ့တမိုင်းကိုအချင်းချို့ဖျက်ချပါရယ်ခင်ဗျာကားလုံးကမှာဆို Ford Model T ကပင်လယ်ပြဖန်တီးခဲ့တယ်မြေရထားကိုအစားထိုးခဲ့တာဟုတ်ကဲ့အဲ့တော့ GM က Stein နဲ့အယောင်အသွေးစုံနဲ့ပင်လယ်ပြထပ်ဖန်တီးတယ်နော်ဂျပန်ကားကြီးကစီစားတတ်တာမှုအရေသွေးကောင်းမှုတွေဝင်လာတယ်။ကွန်ပျူတာလုံငန်းမှာကောကွန်ပျူတာမှာလည်း IBM W latest ကနေ IBM 650 Apple IBM PC Compact Dell စတဲ့ပြင် တခုပြီးတခုပင်လယ်ပြားတွေဖန်တီးခဲ့ကြတာတွေ့ရတယ်။ရုပ်ရှင်ရုံလုံကားမှာလည်း Nickelodeon's ကနေ Palace Theaters, Multiplexes, Megaplexes ဆိုပြီးပြောင်းလဲလာခဲ့တယ်။ဒီဥပမာတွေကဘာကိုပြတယ်လဲရှင်။ဒါတွေကဘာကိုပြတယ်လဲဆိုတော့ထူးချွန်မြဲထူးချွန်နေတဲ့ company ဆွဲဆောင်မှုရှိမြဲရှိနေတဲ့လုပ်ငန်းဆိုတာမရှိပါဘူး။ရေရှည်အကျိုးမြတ်နဲ့ကြီးထွားမှုကပင်လယ်ပြားတွေကိုစက်တိုက်ဖန်တီးနိုင်မှုအပေါ်မှာမူတည်နေတာ တွေ့ရတယ်။ဤပညာသတိထွန်မှုတတ်သက်ကြောင့်မဟုတ်ပဲ။ အဲ့ဒီနီးပညာ idea ကိုဝဲသူတန်ဖိုးထားတဲ့အရာတွေနဲ့ချိတ်ဆက်နိုင်မှုကအဓိကကြတယ်။ဟုတ်ကဲ့ဒီနေ့ဆွေးနွေးခဲ့တာတွေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့စဉ်းစားစရာတွေလည်းများကြီးပေးပါတယ်ရှင်။ပင်လယ်ပြာနီးပြူဟလည်းအနစ်ချုပ်ကတော့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပင်လယ်နီထင်းမှာဆက်လက်တိုက်ခိုက်နေမယ့်အစားဝန်နော်။ဟုတ်ကဲ့။တံပိုးစံတစ်တီထုံမှု value innovation ကိုအသုံးပြုပြီးပြိုင်ဆိုင်မှုမရှိတဲ့ဇေဝအသည့် blue ocean တွေကိုဖန်တီးဖို့ပါပဲ။ ဒါဟာပြိုင်ဆိုင်မှုကိုအနိုင်ယူတာထက်ပြိုင်ဆိုင်မှုကိုအရေးမပေါင်လို့ပြစ်လိုက်တာပါမှန်ပါတယ်ခင်ဗျာဒါရကွန်မြူနီတွေတဲ့စနစ်တကျလိုင်းနာကျင့်သုံးနိုင်တဲ့မူပေါင်းတွေကိရိယာကြီးနဲ့ပြည့်စုံတဲ့နေဗျူဟာတစ်ခုပါအထူးကကတော့လက်ရှိလုပ်ငန်းနယ်ပယ်ရဲ့နေနီမစ်တွေကိုကြော်လွန်စဉ်းစားဖို့ဝယ်သူတွေတကယ်တန်ဖိုးထားတဲ့ຢာကိုနားလည်ဖို့ဟုတ်ကဲ့ပြီးတော့ကွဲပြားမှု differentiation နဲ့ကုန်ကျစရိတ်နည်းပါးမှု low cost ကို တပြိုင်တည်းရရှိအောင်ကြိုးစားဖို့ပါပဲ။ ဒီဆွေးနွေးမှုကနေမသားစရာအချက်ကြီးအညာရရလည်းမင်းတို့မျှော်လင့်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့စဉ်းစားကြည့်ဖို့မင်းတို့တခုထားခဲ့ခြင်းပါတယ်။ကိုနဲ့ယင်းနီးကျွမ်းဝင်တဲ့လူငန်းနဲ့ပေတဲ့ theme မှာတော့ဘလို့တီဆဲယူဆချက်တီ assumption ကစိန်ခေါ်ခံရဖို့စောင့်ဆိုင်နေတယ်လေ။ဟုတ်ကဲ့စဉ်းစားစရာပါပဲ။နောက်ထပ်ပင်လေပြားတစ်ခုဘယ်နေရာကနေထွက်ပေါ်လာနိုင်မလဲဆိုတာကိုစက်ပြီးတွေးကြည့်ဖို့ပါ။